အားလုံးပဲမင်္ဂလာပါ လူတစ်ယောက်ကဘဝမှာ၃ချိန်ကြီးပြင်းလာရတယ်ဆိုတဲ့စာလေးကိုနိုင်နိုင်စနစ်ရေးထားတာပေါ့နော်ကျွန်တော်အားလေးကိုဖတ်ပြီးတော့တော်တော်လေးကောင်းတယ်ဆိုလို့ကျွန်တော်ဒီဗီဒီယိုလေးမှာပြဖို့ပြတာဖြစ်ပါတယ်လူတစ်ယောက်ကတဲ့ပထမဆုံးအချိန်မှာ ကိုဟာကဘာကြီးရဲ့ဘဟုမဟုတ်ဘူးဆိုတာကိုသိရတဲ့အချိန်မှာပထမအချိန်ကြီးပြင်းတယ်တဲ့အဲ့ဒါမှန်တယ်ပြောကျွန်တော်တို့အားလုံးကမွေးဖွားလာတဲ့အချိန်မှာမိဘတွေရဲ့အခြေခံလေးငွေချင်းတွေပေါင်းသင်းနေကြရမှာဆိုလဲကလေးဘွားမှာဆိုရင် ကိုကပြောရရင် main character လို့ဖြစ်နေတာပေါ့နော်ဆိုတော့ကိုကကိုကိုအလဲဖို့ကိုကသာအရေးကြီးဆုံးလို့သင်ရတဲ့ခံစားချက်တွေရတယ်ပေါ့လေဒါမှလည်းတချို့လည်းမရပါဘူးထားပါတော့ anyway ဘာပဲပြောပြောဘလူနီးနဲ့ပဲဖြစ်ဖြစ်အများစုကတော့ကိုကသာဘဟုဖြစ်တယ်အလဲအရေးကြီးဆုံးဖြစ်တယ်လို့ခံစားချက်ရှိကြတယ်ပေါ့နော်ဆိုတော့ကိုကအလဲဘူးမဟုတ်ဘူးဆိုတော့သိလိုက်ရတဲ့အချိန်မှာပရမအကျင့်ကြီးပြင်းနေဆိုတဲ့ကတော်တော်လေးမှန်တယ် ုတိယတစ်ချိန်ကတော့ဘာမှကြည့်ပြင်းလဲဆိုတော့လောကကြီးမှာတချို့အရာတွေကစူးစမ်းတိုင်းမရနိုင်ဘူးဆိုတာကိုသိရတဲ့အချိန်မှာနောက်ထပ်တစ်ချိန်ဒုတိယအချိန်ကြည့်ပြင်းပါတယ်တဲ့ကျွန်တော်အဲ့ဒါကိုသိဖို့အတွက်နှစ်ပေါင်း20ကျော်အချိန်ယူခဲ့ရတယ်ပေါ့အဲ့ဒါကိုလက်ခံနိုင်ဖို့အတွက်ပေါ့နော်ကျွန်တော်ငယ်တဲ့အချိန်မှာတော့ငယ်တဲ့လူငယ်ပြောရဲမန်နဲ့စူးစမ်းနိုင်တဲ့အားနဲ့ကိုယ့်ရဲ့ဉာဏ်ရည်ဉာဏ်သိစားတဲ့အကြောင်းအရာများစွာပေါ့အခြေခံပြီးတော့စူးစမ်းရင်ဘာမှမဆိုဖြစ်နိုင်တယ် လုံလောက်တဲ့အချိန်တခုပဲလိုလာဆိုတော့အတွေ့နဲ့လက်မခံနိုင်ဘူးပေါ့နော်စူးစမ်းရင်ဘာမှမဆိုမဖြစ်နိုင်ဘူးဆိုတော့လက်မခံဘူးပေါ့ခုနပြောတဲ့လုံလောက်တဲ့အချိန်ဆိုတဲ့စကားတော်တော်လေးကျဲသွားတာပေါ့တာသွားတာပေါ့အချိန်တခုတဘွားစာမကလိုအပ်မယ်ဆိုရင်ကြတော့ဒီဘွားမှာစူးစမ်းတိုင်းမဖြစ်နိုင်တဲ့အရာတွေကရှိလာပြန်ရောဆိုတော့အဲ့ဒါတွေကိုလက်ခံလာတဲ့အချိန်မှာလည်းသူပြအချိန်ကြီးပြင်းနေဆိုတော့အဲ့ဒါလည်းမှန်တယ်တချို့အရာတွေကကြတော့ကိုဘာမှမတက်နိုင်မှန်းသိလေ အကောင်းဆုံးစ조사နေဘူးလို့တယ်ဆိုတော့သိရတဲ့အချိန်မှာတော့တတိယအချိန်ကြီးပြင်ပါတယ်တားရရင်ကျသွားတယ်နောက်တစ်ဆင့်ပဲဖြစ်မယ်တယ်ဘဝမှာကိုကစူးစမ်းတိုင်းမဖြစ်ဘူးဆိုပြီးတော့လေမစူးစမ်းဘဲနေလို့မရဘူးလေကိုဘဝကိုရည်တည်ဖို့ပဲရှင်သန်ဖို့ပဲကိုကတချို့အရာတွေမှာကိုလိုချင်နေဖြစ်စေမလိုချင်နေဖြစ်စေအကောင်းဆုံးလုပ်ရတဲ့အကောင်းဆုံးနေထိုင်ရတဲ့အခြေအနေကဖြတ်တန်းသွားတဲ့ lifestyle ထဲမှာ အမြဲတမ်းရှင်တွဲပြီးနေထိုင်သွားရမှာဆိုတော့အဲ့ဒါကိုသိရတဲ့အချိန်မှာအကောင်းဆုံးလှုပ်ရင်ခြင်ရင်နဲ့ပဲဒီလိုပဲဘဝကိုနေထိုင်သွားတာဆိုတော့ရင်းချက်သွားခြင်းနောက်တစ်မျိုးလိုပဲပြောမလားသူရေးထားသလိုပဲနောက်စင်တတရားကြည်ကြည်ပြင်းသွားတာလိုပဲပြောမလားလူပြောပြောအဆင်ပြေမယ်ထင်ပါတယ်